Burma Independent Voice မင်္ဂလာပါခင်ဗျာဒီကနေ့အော်တိုဘာလ22ရက်နေ့ VIP ရဲ့ညခင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သတင်းစီစဉ်မှာတော့နိုင်ငံတကာပါလီမန်များအဖွဲ့မှရွေးကောက်ခံကိုယ်စားလှယ်များနဲ့ CIA base ကိုဆက်လက်အသိမှတ်ပြုရေးဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းရေတာချီမှာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုတဲ့သတင်းမိုးကုတ်မှာလေကြောင်းတိုက်ခိုက်ခံရပြီးကလေးငယ်3ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်း လိုင်တာယာကတောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးနေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတော့နိုင်ငံတကာပါလီမန်များဖွဲ့မှာရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ CRPH ကိုဆက်လက်တိမတ်ပြုရေးအဓိကဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကိုအရင်ဆုံးတင်ပြပေးကြပါတယ်152ချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်စည်းဝေးတွေမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုကမ္ဘာလွှတ်တော်အတိုက်အဝန်းကဆက်လက်အသိမှတ်ပြုရေးကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။အော်တိုဘာလ19ရက်မှ23ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့၌ကျင်းပနေခဲ့တဲ့အဲ့ဒီညီလာခံကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြမလွှတ်တော်ကိုယ်စားလှယ်ဖွဲ့တက်ရောက်နေတယ်လို့အော်တိုဘာလ21ရက်နေ့မှာ CRPH ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ19ရက်မှာအာရှပစ္စည်းပိတ်အုပ်စုနဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့သလိုအော်တိုဘာလ20ရက်ကလည်းအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate Season တို့ကိုတက်ရောက်ခဲ့ကမလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်ဆွီဒင်းဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်ဖွဲ့များနဲ့ပါတီးခြားတွေ့ဆုံခဲ့တယ်လို့ CRPH ကဆိုပါတယ်ဒီလိုတွေ့ဆုံဆွေးနွေးမှုအတွင်းစစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်တာ လူခွင့်ရေးချိုးဖောက်တာနဲ့အကြမ်းဖက်တာစတဲ့လုပ်ရက်တွေကြောင့်နေရက်စွန့်ခွာပြီးစစ်ဘေးချောင်ပြည်သူတွေနဲ့အခြားနိုင်ငံရှိရွှေပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနိုင်ငံရေးဖြစ်ပေါ်တိုးတက်တာတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ဆိုပါတယ် Since the military coup millions of people in Myanmar have suffered from violence displacement and insecurity among them women and girls are disproportionately affected they faced heightened risks of gender based violence loss of livelihoods and restricted access to education, health care, and essential services. Many have been forced to flee their home, becoming the primary providers and protectors of their families under deeply challenging conditions. ဒါအပြင်ဆေးဥစုကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရလက်ပေါ်ကန့်ကွက်ပေးရင်းနဲ့အတိမတ်မပြုရေးမတရားဖန်ဆီးထိသိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွှတ်တော်အမတ်တွေ <laughs> နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့တော်လှန်ရေးအင်အားစုတွေရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်တွေပေါ်ထိရောက်တဲ့ပံ့ပိုးကူညီမှုရရှိရေးကိုအတိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။နိုင်ငံတကာပါလီမန်များဖွဲ့ကိုကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံတကာပါလီမန်များဖွဲ့ရဲ့အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကို IPU ရဲ့အဓိကဆွေးနွေးပွဲဖြစ်အတိမတ်ပြုခဲ့ပြီးဒီနေ့အထိအတိမတ်ပြုတယ်လို့ CRPH ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ရေတာရှိမှစစ်တက်စကန်တိုက်ခိုက်သိမ်းပိုက်ခံရပြီးတရင်မှုအပါဝင်15ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။အကိုတိုင်းရတရှင်မြို့နယ်ရာသစ်ကြီးရွာမှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့အထိုင်းစခန်းကိုဒေါ်လာရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ပြီးနောက်စခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီ စစ်ကော်မရှင်တပ်ဘက်ကတရင်မှုအပါအဝင်15ဦးတည်ဆုံသွားတယ်လို့နေပြည်တော် PDF ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ20ရက်မှာစစ်တောင်းမြစ်အရှိတ်ဘက်ကမှတရှိပြီးစစ်ကော်မရှင်တပ်ကအင်အား60နဲ့အထိုင်ချထားတဲ့ရွာတစ်ရွာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့နေပြည်တော် PDF ဖွဲ့စီကသိရပါတယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးညီညီနိုင်ဒီချောင်းရံကာကွယ်ရေးတပ်လက်ကတ29အပါ19ဦးတေဆုံးခဲ့ပြီး နှစ်ဦးကိုစစ်တုံးမှန်းဖြစ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒေါ်လာရင်တက်ဖွဲ့တွေအနေနဲ့တည်ရင်မှုညီညီနိုင်ကိုအရှင်ဖမ်းဆီးနိုင်ရေးကြိုးပမ်းခဲ့ပေမဲ့ပြန်လည်ခုခံခဲ့တာကြောင့်ပြစ်ခတ်လိုက်ရတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားနေချိန်လက်နက်ကြီးပြစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေနဲ့ပိတ်မိနေတဲ့ဒေသခံကြီးရတွေကိုလည်းတိုက်ပွဲလွတ်ရာနေရာတွေကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့နေပြည်တော် PDF ဖွဲ့ကဖော်ပြထားပါဗျ။အဲ့ပွဲဖြစ်ပွားပြီးနောက် drone chamber ထိုင်ဆက်တစ်လုံး ME11 တစ်လက် ME3 တစ်လက် G3 သုံးလက်60မမတစ်လက် pistol တစ်လက်60မမ G5 လုံး G ပေါက်10ခု G မျိုးစုံ1000ခန်းနဲ့မီးစက်တစ်လုံးတင်စီရမိခဲ့ပြီးဒီတိုက်ခိုက်မှုကို နေပြည်တော်တိုက်စစ်ဌာနလက်အောက်ရှိတပ်ရင်းတွေစုဖွဲ့ထားတဲ့ view ဟာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခတ်ခဲ့ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြေညာပြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မိုးကုတ်မှာလေကြောင်းတိုက်ခိုက်ခံရပြီးကလေးငယ်သုံးဦးတေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။တအောင်တက် PLL ထင်းချုပ်နယ်မြေဖြစ်တဲ့မိုးကုတ်မှာစစ်ကောင်မရှင်တပ်ကလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်သုံးဦးတေဆုံးခဲ့ပြီးဒေသခံ12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါဗျ။အောက်တိုဘာလ21ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီးတိုက်ပွဲမဖြစ်ပွားခဲ့တဲ့အချိန်မှာစစ်ကောင်စီလေရင်တွေကမိုးကုတ်မြို့ရှိကြော့ရက်ွက်ကံတုံးလုံးခုဆယ်ကွင်းဤကို ပေါင်250အရွယ်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်အသက်6နှစ်10နှစ်နဲ့12နှစ်အရွယ်ကလေး3ဦးတေဆုံးသွားကာနေအိမ်7လုံးနဲ့ဖူးဆယ်ကွင်း2ခုပျက်စီးသွားတယ်လို့ဒေသခံသတင်းတွေကဖော်ပြထားပါရယ်အော်တိုဘာလ1ရက်နေ့ကနေ20ရက်နေ့အထိစစ်ကော်မရှင်တပ်ကမန်တုံကြောက်မဲတီဘောမိုင်းငော့မိုင်းလုံးနမ်ဆမ်နမ်မတူမိုးမိတ်နဲ့မိုးကုတ်မြို့နယ်တွေမှာ ဒီကြောင်းတိုက်ခိုက်မှုအကျဉ်းကြီး32ကြိမ်အထိပြုလုပ်ထားတယ်လို့ TNL ကထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့စစ်ကော်မရှင်ရဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ကြဖို့အတွက် TNL ကတိုက်တွန်းနှိုးဆော်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လိုင်းတာယာကတောင်ကြီးရဲစခန်းကိုလက်ပစ်ဘုံအနေနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ ရန်ကုန်မြို့လိုင်တာယာမြို့နယ်အနောက်ပိုင်းအနော်ရထလမ်းမပေါ်ရှိတောင်ကြီးရဲစခန်းကိုမနေ့ကည9:48မိနစ်မှာမြို့ပြပျောက်ကြားရဲဘော်တွေကလက်ပစ်ဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame မှာထုတ်ပြန်လိုက်ပါတယ်။ဒီနေ့22ရက်နေ့မနက်မှာထုတ်ပြန်လိုက်တာဖြစ်ပြီးရန်သူထိခိုက်မှုအခြေအနေကိုအသေးစိတ်စုံစမ်းနေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်တပ်ရဲ့တူယောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ရှားနေကြပြီး ပြည်သူတွေကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့လှိုင်းတရရဲတပ်ဖွဲ့ကို Operation Flame Firepower အထူးစစ်စင်ရေးစစ်ရေးပြည်မှတ်ဖြင့်တိုက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါဗျ။စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကို Operation Flame အနေနဲ့လုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့အတူ လက်တွဲပြီးစစ်တပ်ကိုအရှိန်မြှင့်တိုက်ခတ်ရှေ့မုန်းသွားမယ်လို့ထုတ်ပြန်ချက်မှာအတိပေးဖော်ပြထားပါဗျ။ AK ဘက်ကိုစစ်တပ်ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့်ကြားဖြန့်ကအလို့သမားထောင်ကြီး ကြိုတင်တင်းချောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ online ငွေလင်ငိုင်းနေရှိတဲ့ KK ဘက်ကြားဖြတ်ဆန္ဒကိုစစ်တပ်ဝင်စီးမယ်ဆိုတဲ့သတင်းကြောင့်ကြားဖြတ်ကအလုတ်သမားထောင်ရှိကြိုတင်တင်းချောင်နေကြတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကသိရပါဗျ။ဒါအပြင်တရုတ်ငွေလင်ငိုင်းမှာအလုတ်လုပ်နေတဲ့တရုတ်နိုင်ငံသားထိုင်းနိုင်ငံသားပါဝင် နိုင်ငံသားတွေဟာထိုင်းနယ်စပ်တောင်ရင်းမြစ်လေကိန်းနဲ့မြဝတီမြို့ဘက်ကိုလူထောင်ရှိထွက်ပြေးတင်းချောင်ဖို့ကစင်ကလေးသွာလာလှောက်ရှားနေတယ်လို့ ဒေတာတွင်သတင်းဌာနချုပ်ကဖော်ပြထားပါဗါဒ်အော်တိုဘားလ22ရက်နေ့မနက်၈နာရီမှာကရင်ပြည်နယ်မြဝတီတောင်ဘက်ကီကီပက်ကြားဖြန့်ရုံအားစစ်တပ်နဲ့ BGF တပ်ဖွဲ့တွေပူးပေါင်းစီးနင်းနေတယ်လို့သတင်းရင်းမြစ်ချုပ်ကပြောပေမဲ့ BIB ကအတည်ပြုနေစေပါဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ဘက်ကလည်းသတင်းမထုတ်ပြန်သေးသလို BIB အနေနဲ့ BGF တပ်ဖွဲ့ကိုဆက်သွယ်ထားပေမဲ့အဆက်အသွယ်မရသေးပါဘူး ဝေလင်းခိုင်းနေနဲ့ကြော်ကြတဲ့ကရင်ပြည်နယ်မြဝတီမြို့အနီးက KK ဘက်ကိုစစ်ကော်မရှင်တပ်ကအော်တိုဘာလပထမပတ်ထဲမှာဝင်းရောက်စီးနင်းခဲ့တယ်လို့စစ်ကော်မရှင်ကအော်တိုဘာလ19ရက်ညပိုင်းမှာထုတ်ပြန်ခဲ့ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြားဖြတ်ရေးအဓိကတရားခံဖြစ်တဲ့စစ်တပ်နဲ့ BGFR အရေးယူဖို့ GFN ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။မြန်မာနိုင်ငံမှာ online စိုက်ပါငွေလိမ်လုပ်ငန်းကြားဖြတ်ရေးအဓိကတရားခံဖြစ်တဲ့စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်နေကြားဆောင်တဲ့ VGF ကိုနိုင်ငံတကာအနေနဲ့ရေးယူဖို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်ကငွေလင်ငိုင်းတစ်ခုဖြစ်တဲ့ Kikipet ချန်ဝင်းကိုအယောင်ပြစီးနှင်းမှုတရက်အာဆီယံထိပ်သီးစည်းဝေးမတိုင်မီအချိန်ကလုတ်ပြခဲ့ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့လူကုန်ကူးကာတွေမှာပါဝင်နေတဲ့စစ်အုပ်စုနဲ့ကရင်ပြည်နယ်နေကြားဆောင်တဲ့တို့ရဲ့အဓိကခက်ခဏကို အာယုံပြောင်းလဲစားဖို့နောက်ထပ်ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ Justice for Myanmar ကဆိုပါတယ်စစ်ကော်မရှင်တပ်ကသူ့ရဲ့လက်အောက်ခံကရင်နယ်ခြားစောင့်တပ် VGF နဲ့ငွေလိန်ခိုင်းတွေပြုထောင်က KK ပတ်အပါဝင်နိုင်ငံတကာရာဇဝတ်မှုတွေအတွက်ငွေကြေးရှာဖွေပေးနေကြောင်းနဲ့မြေယာထိန်းချုပ်မှုကြားဖြန့်အဆောက်အဦတွေမှာအကျိုးစီးပွားရယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုနဲ့ လူသုံးကုန်ခင်းချုပ်ရောင်းချမှုကတစ်ဆင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုမျိုးစုံနဲ့အကျိုးမြတ်ရနေတယ်လို့ Justice Board မြန်မာကပြောဆိုထားပါတယ်။အာဆီယံနေနဲ့လည်းစစ်အုပ်စုကိုနိုင်ငံရေးတရားဝင်မှုမှာရင်းစွာပေးအပ်ခဲ့တာကြောင့်ရာဇဝတ်စည်းဝါးကွန်ရက်ကိုပုံမအတင့်ရဲစေတဲ့အပြင်နိုင်ငံတကာဥပဒေကြောင်းအရအရေးယူဆောင်ရွက်တာတွေရှောင်ရှားဖို့ကူညီပေးနိုင်တဲ့အသိပညာများပေးတာတွေလည်းဆက်ဖြတ်ကျော်ပြစ်မှုတွေအတွက်နိုင်ငံတကာတုံ့ပြန်မှုတွေထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပြင်စစ်တပ်ဟာပြည်သူတွေကိုနိုင်ငံတွင်းနဲ့ဒေသဖြတ်ကျော်လူစုလိုက်ပြုံလိုက်အထမအဖိအားပေးရွှေဖြောင်းစေခိုင်းမှုမှာ တာဝန်ရှိသူဖြစ်ပြီးအိန္ဒိယနိုင်ငံတွေအထိတက်ရောက်စေခဲ့တဲ့ကာလရှည်စီးပွားရေးအကျက်တဲကြီးဖြစ်တဲ့အပြင်ဒေသတွင်းမတည်ငြိမ်မှုရဲ့အဓိကရင်းတောက်မြစ်တရားခံဖြစ်တယ်လို့ Justice for Myanmar ကပြောဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မလေးရှားမှာဖမ်းပြီးမြန်မာစစ်တပ်လက်ထက်အလိုက်တဲ့မိသားစုကိစ္စစုံစမ်းပေးဖို့မလေးရှားကို HRW တောင်းဆိုရဲဆိုတဲ့သတင်းကိုပြောပြပေးတော့ပါမယ်။မလေးရှားမှာဖမ်းဆီးခံခဲ့ရတဲ့မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီဥက္ကဋ္ဌဒေါ်တူစာမောင်နဲ့သူ့ရဲ့မိသားစုပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီးကူညီပေးဖို့မလေးရှားစိုးရကိုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့2023ခုနှစ်ဇူလိုင်လကကွာလာလမ်ပူမြို့နယ်အိမ်မှာအမိအမတိအမျိုးသားတစုရဲ့ဖမ်းဆီးခေါ်တောင်စားခြင်းကိုခံရပြီးနောက်ပိုင်း ဒေါ်သူစာမောင်တို့မိသားစုရဲ့တည်င်းစာနာပျောက်ကွယ်နေကြတာပါအဲ့ဒီနောက်2025ခုနှစ်အောက်တိုဘာလမှာစစ်ကောင်စီကသူတို့မိသားစုဝင်5ဦးစလုံးကိုဖမ်းဆီးထိန်သိမ်းထားပြီးအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ထားကြောင်းကြေညာခဲ့ပါတယ်စစ်ကော်မရှင်ရဲ့ကြေညာချက်မှာတော့ဒေါ်သူစာအောင်အပါဝင်မိသားစုဝင်5ဦးဟာမြန်မာနိုင်ငံကိုမိမိဆန္ဒအရပြန်ရောက်လာတာဒါမှမဟုတ်မလေးရှားကနေဖမ်းဆီးခေါ်ဆောင်ခဲ့တာလားဆိုတာကိုတော့စစ်ကော်မရှင်ကတိတိကျကျမဖော်ပြထားပါဘူး မလေးရှားမှာလာရောက်ဖမ်းဆီးသူတွေဟာမလေးရှားရဲတပ်ဖွဲ့သုံးကားတစ်စီးနဲ့ရောက်လာခဲ့တယ်လို့ဆိုပေမဲ့နောက်ပိုင်းအဲ့ဒီကားဟာရဲတပ်ဖွဲ့ပိုင်းနံပါတ်မဟုတ်ဘူးလို့လည်းသိရပါဗျ။ HRW ကတော့မလေးရှားဆိုရဟာကလေးတွေအပါဝင်ဒုက္ခတွေကိုအကာအကွယ်ပေးဖို့ပြက်ခွက်ခဲ့တယ်ဆိုတာဒီဖြစ်ရက်ကအသက်တည်ခံနေကြောင်းဝေဖန်ခဲ့ပြီးဒေါ်သူစာမောင်တို့မိသားစုပျောက်ဆုံးခဲ့တဲ့အမှုကောင်းကိုချက်ချင်းပြန်ဖွင့်က သူတို့မိသားစုအဖမ်းခံရတဲ့အကြောင်းကို အထုတလဲအာယုံဆိုင်စုံစမ်းပေးဖို့မလေးရှားအစိုးရကိုတောင်းဆိုခဲ့ပါတယ်။ဒီဖြစ်ဟာစစ်ကောင်စီကလေဆက်ဖြတ်ကျော်ဖိနှိပ်မှုတွေပါကျူးလွန်ပြီးပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပိတ်မှတ်ထားနေတယ်ဆိုတဲ့အထောက်အထားတစ်ခုဖြစ်တယ်လို့ HRW ကပြောပါတယ်။ HRW ရဲ့အာရှရေးရာဌာနညွှန်ကြားရေးမှူးအီလိန်ပီယာဆန်ကမလေးရှားအစိုးရဟာဒေါ်သူစာမောင်နဲ့မိသားစုပြန်လည်လွတ်မြောက်ရေးအတွက်မြန်မာဘက်ကိုဖိအားပေးတဲ့လို့ သူတို့တွေမြန်မာနိုင်ငံစီဘလို့ပြန်ရောက်သွားတာကိုတိတိကျကျဟောထုတ်ဆောင်စမ်းသင့်ကြောင်းတိုက်တွန်းတောက်ဆိုထားပါဗျ။မြန်မာဒုက္ခသည်အရေးတက်ကြွလှောက်ရှားသူဒေါ်တူစာမောင်နဲ့မိသားစုမှာပြန်ပေးဆွဲခံခဲ့ရကြောင်း CCTV မှတ်တမ်းများအရမျိုးသားတစုကဖမ်းဆီးခေါ်ဆောင်သွားကြောင်း2015ခုနှစ်ခေတ်ကမလေးရှားနိုင်ငံသို့တင်းရှောင်ခဲ့တဲ့ဒေါ်သူစာမောင်တို့မိသားစုဝင်၅ဦးစလုံးကိုမလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံဒုက္ခသည်တွေအဖြစ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကအတိအမှတ်ပြုထားကြောင်း 2023ခုနှစ်ဇူလိုင်လကအပြည်ပြည်ဆိုင်ရာလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။အခုတော့နိုင်ငံတကာသတင်းစုစည်းမှုကိုတင်ဆက်ပေးသွားပါမယ်။တရုတ်၊လာအိုမြန်မာနဲ့ထိုင်းနိုင်ငံတို့ကဥပဒေစိုးမိုးရေးအာဏာပိုင်တွေဟာနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုတိုက်ဖြတ်ဖို့အတွက်အင်ကာနေမှာ158ကြိမ်မြောက်မဲခေါင်မြစ်ကြောင်းပူးတွဲကင်းလက်ရေးမရှင်ကိုစတင်ခဲ့ကြပါဗျာ။ ကိုရီးယားသမ္မတနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတိုကျိုရဲ့အသည့်ရွေးချယ်တင်မြှောက်ခံရတဲ့ဝန်ကြီးချုပ်လက်အောက်မှာဂျပန်နဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့အင်ကာနီမှာပြောကြားခဲ့ပါတယ်။ပြည်ုပ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းပြည်နယ်ရဲ့မြို့တော်ဟိုင်ကိုရှိအဓိကစိတ်ကမ်း၃ခုဟာဖန်ရှင်းလို့အမည်ပေးထားတဲ့အင်အားပြင်း Tropical မုန်တိုင်းကြောင့်တနင်္လာနေ့ညနေပိုင်းကစပြီးလုပ်ငန်းတွေရပ်ဆိုင်းသွားခဲ့ပါတယ်။ ်အင်္ဂလာတဲ့ရွေးကောက်ပွဲကော်မရှင်ကလာမယ့်နှစ်အစောပိုင်းမှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက်လုံခြုံရေးအင်အားတသိန်းထိချထားမယ်လို့ကြေညာခဲ့ပါတယ်။ American စွမ်းအင်ဝင်ကြီး Chris Wright ကဖက်ဒရယ်ဆူရရဲ့လုပ်ငန်းရပ်ဆိုင်မှုတတိယဘက်ထဲရောက်ခဲ့တာကြောင့်အမျိုးသားနျူကလ িয়ার လုံခြုံမှုစီမံခန့်ခွဲမှုကဝန်တန်း1400ခန့်ဟာအားလည်းရဲ့အသည့်ဗီဇာတွေလက်ခံရရှိခဲ့တယ်လို့တနင်္လာနေ့မှာပြောကြားထားပါတယ်။ရုရှားနိုင်ငံသားကြီးထောက်လန်းရေးဌာနညွှန်ကြားရေးမှူးစာဂီယာ နီတိုဟာရုရှားနဲ့စစ်ပွဲအတွက်အရင်းမြစ်တွေကိုလင်းမြန်းစွာစုစည်းနေပြီး ဥရောပနိုင်ငံတွေဟာကာကွယ်ရေးလုပ်ငန်းတွေတိုးချဲ့ကာဝါဒဖြန့်မှုကိုတိုးမြင့်နေတယ်လို့ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံသားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံမှုရွှေ့ဆိုင်းတဲ့သတင်းတွေကိုရုရှားကပယ်ချပြီးအချိန်စရဆွဲဖို့စောသေးတယ်လို့အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတဇင်လန်စကီက၎င်းတို့နိုင်ငံဟာအမေရိကန်နဲ့ လေချောင်းရံကာကွယ်ရေးစနစ်25ခုဝယ်ယူဖို့စာချုပ်တည့်ရပြင်ဆင်နေကြောင်းလုံခြုံရေးအတွက်ရေရှိမှနောက်ထပ်ယူနစ်တွေလိုအပ်တယ်လို့တင်းလာနေမှာအလေးထားပြောကြားခဲ့ပါတယ်။ရုရှားဝန်ကြီးချုပ်ကရုရှားနိုင်ငံဟာ6နှစ်အတွင်းတယံဇာတမဟုတ်တဲ့ပို့ကုန်ပမာဏကို66ရာခိုင်နှုန်းထိတိုးမြင့်ဖို့ရည်ရထားတယ်လို့အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ဟန်ဂေရီနိုင်ငံဟာရုရှားစွန့်အင်တင်းတင်းမှုပိတ်ပင်ဖို့ရည်ရတဲ့ EU ရဲ့ AI Power EU အစီအစဉ်ကိုပိတ်ဆို့ဖို့ နိုင်ငံရေးနဲ့ဥပဒေရနီလန်အလုံးကိုအသုံးပြုသွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးကတင်းလာနေမှာပြောကြားခဲ့ပါတယ်။ BNB ရဲ့ညကင်းသတင်းစီစဉ်ကိုဒီမှာပဲရပ်နားကြပါတယ်။ issue အပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Burma Independent Voice